တော်လမနက်ခင်းမှာလူလူမဒေတာတိုင်းနိုဝင်ဘာ9ရက်မနက်ခင်းသတင်းအစီအစဉ်ကိုကျွန်တော်ကိုစောကတင်ဆက်ပေးပါမယ်။ခချင်းပြည်နယ်ဖားကန်မြို့နယ်မော်စီတာကျွရံတေကိုမနေ့ဒီဇင်ဘာ10ရက်မနက်စောပိုင်းမှာစစ်ကောင်စီတပ်က drone နဲ့ဗုံးကြဲတိုက်ခိုက်တာနဲ့လက်နက်ကြီးပစ်ခတ်မှုတွေကြောင့်မိသားစုဝင်2ဦးသေဆုံးတာလာသားရွယ်ကလေးငယ်2ဦးသာတက်ရှင်ကျန်ခဲ့ပါတယ်။စစ်ကောင်စီတပ်ရဲ့ဖားကန်ဗျူဟာဂုံးကနေမြို့နီးကမရောင်ပုံကျွရံတွင်းကိုမနေ့ဒီဇင်ဘာ10ရက်မနက်စောပိုင်းမှာလက်နက်ကြီးပစ်ခတ်တာနဲ့ drone ဖြင့်ဗုံးသီးနှလုံးကျဲချတိုက်ခိုက်ခဲ့တဲ့အတွက် ခဏတောင်ကျွဲကလေးကတူဦးသာတက်ရှင်ခဲ့ပြီးမိဘတူဦးစလုံးတိတ်ဆုံးသွားခဲ့ပါတယ်။အဲ့ဒီတက်ခတ်ခံရမှုတွင်ကြေးရောက်တဲ့လူနေနှလုံးပျက်စီးသွားခဲ့ကဒရုန်းပုံးသည့်နှလုံးဟာလူနေအိမ်တဲ့တဲ့ကျခဲ့တာကြောင့်ကလေးမိဘတူဦးတိတ်ဆုံးခဲ့ပြီးလာတော့ရဲ့ကလေးငယ်မှာကံကောင်းစွာအသက်ရှင်ကျန်ရင်းခဲ့တာလို့မျက်မြင်တွေ့ရှိခဲ့တဲ့မရဘုံကြေးရဒေသခံတွေကလူမျိုးမကိုပြောပါတယ်။မရဘုံကြေးရဒေသခံတူဦးကကလေးလေးကအရန်ကန်ကောင်းတဲ့ဘုံးသည့်ကအိမ်ပေါ်ကိုတဲ့တဲ့ကျတာကလေးမိဘတွေကတော့နေရာမှာပဲတိတ်ဆုံးသွားတယ်လို့ပြောပါတယ်။ ဒါဖြင့်အေးမြတာခြေရောက်အောက်စုမြောက်ဖြူဖုံကြီးကျောင်းမှစွန်းစားကျောင်းဆောင်ဟာလဲလက်နီကျောက်ရောက်ခဲ့တဲ့အတွက်ပျက်စီးခဲ့ကရသားတူထိခိုက်ဒဏ်ရာရသွားခဲ့တယ်လို့ဒေသခံတွေကဆိုပါတယ်။ဖာကတ်မြို့နယ်တွင်းမှာအခုချက်ပိုက်တွေတိုက်ပွဲဖြစ်ပွားတာမရှိပေမဲ့စစ်ကောင်စီတပ်ဟာဒရုန်းလက်နေကြီးဖြင့်ပြစ်ခတ်တိုက်ခိုက်တာမကြာခဏလှုပ်ဆောင်နေတဲ့အတွက်ဒေသခံတရာနီးပါးတေဆုံးခဲ့ကတော့အကျော်ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။